ားလုံးပဲမြင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါဦးတို့က Champion League ပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးသွားမှာပါဒီပွဲစဉ်တွေကတော့အင်္ဂါနေ့ညဗိုလ်တုံးနေ့မနေ့မှာပဲရှင်မြန်ကစားကြမှာဖြစ်တယ်ဆိုတော့ Champion League ပွဲစဉ်တွေမှာကျွန်တော်အကြရွေးချယ်ထားတာဆိုတော့ညီကိုတို့တအားအကြရှင်တို့မှလိုက်ပြီးတော့စုကစားသိကျင်တို့မိမိအကြနေတဲ့ရအောင်ရလိုက်ပြီးတော့ရွေးချယ်စုကစားသိကျင်နေပေါ့နော်ဒါလေးကကျွန်တော်ကြာရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပြားဒါစပါးနဲ့ကိုပင်းပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ် အင်ဝင်ဖြစ်တဲ့စပားကကိုပင်ဟင်ကေးကိုပေါ့နော်ဒါပေါ်ရင်းမှာဆိုလို့ရှင်လုံးသွင်းသွားပြဆုံးရှုံးသေးရနေပြီလုံးရှုံးသေးပြီဖောက်ပေးတာကိုပေါင်းသေးသုံးလုံးသေးရနေပြီဒါသုံးလုံးတော့အစားသေးပြီးပေးထားအောင်တွေ့ရပြအစင်းတော့စဉ်းစားကြရပဲဒါပေမဲ့စပားကတော့ချန်ပီယံလိမှာကောင်းနေဆိုပြီးမှပြန်ပြီးတိုက်စစ်ပိုင်မှာရုန်းကန်နေရတယ်အကိုရဖို့အေးကိုပင်ဟင်ကေးကဝေခင်ညံ့နေပါရချန်ပီယံလိမှာရှုံးဝဲနေတဲ့ဂျုံတွေ့ထားတာပေးကိုလည်းများတယ်စပားဒါကြောင့်မလို့ဒီလောက်ကြီးကြောပေးတာလို့ဖြစ်နိုင်တယ်ကိုပင်ကိပြန်သွင်းနိုင်မှသာလင်ကိုပေါ်မဲ့စပါးအနေနဲ့အိမ်ခွင့်မှာတနေ့အနံရရှိသွားရင်လည်းအပြတ်သက်ကြီးတော့ ဒါကွာသွားမယ်လို့တော့နိုင်သွားမယ်လို့တော့မထင်မိဘူးဗျ။အဲ့တော့ကျွန်တော်ကတော့ဒီနေ့စပါးနဲ့ကိုပင်ပွဲတင်မှာစိတ်ကြောက်ရွေးရှိပေးရအောင်တော့ကိုပန်းအောက်တကြောင်လည်းပဲကျွန်တော်လိုက်ပြီးတော့ဆော့ကစားသိကျင်တယ်။ဒါလေးကိုတွန်းတော်လေးနဲ့ဆော့သွားကြပါခင်ဗျာနော်။နောက်ထပ်တပွဲဖြစ်တဲ့အတလီကိုမလစ်ပွဲစဉ်နဲ့ဒါစက်တူကလူပွဲစဉ်ကိုကျွန်တော်ရွေးရှိပေးသွားမှာ။အင်ဂွင်းဖြစ်တဲ့အတလီကိုမလစ်ချန်ပီယံလိမှာရှုံးပွဲတွေကြုံနေထားတယ်။စတူကလင်းချန်ပီယံလိမှာတည်ရင်အရှုံးကြီးပဲ။ လေပွဲစင်မှာတော့အတလီကိုမလစ်ကောင်းလာတယ်စီတူကလင်းလေပွဲစင်မှာကောင်းတယ်ဒါပေမဲ့အိမ်ဝင်ဖြစ်တဲ့အတလီကိုမလစ်ကယနေ့ဖောက်ပေးထားတဲ့ body လေးမှာသူတလုံးချုံးသေးကနှလုံးတစ်ဝက်စားပြီးပေးထားတယ်ဘူပေါင်းသေးကတော့တလုံးဒါတစ်ဝက်ချုံးသေးဒီဖောက်ပေးထားတွေ့ရတယ်အဲကြတော့အိမ်ဝင်ဖြစ်တဲ့ဒီအတလီကိုမလစ်ကချန်ပီယံလိကိုအနိုင်ယူပြီးတော့ဒါတိုက်ရိုက်ဝင်ဝင်တော့ကိုရုန်းကန်လာခဲ့မယ်ဆိုရင်တော့စီတူကလင်းတို့ကိုပေးရရင်လေ31ဒါ 3C 2C ဒီလောက်ဒီလေဖြစ်သွားနိုင်မလို့ခမမ်းမိပါမလားကျွန်တော်ရဲ့ ခံမှန်းပေါ့နော်စက်ကြောက်ကိုရွေးချယ်ပေးရမှာဆိုရင်တော့ဒီအတလီကိုမလီနဲ့ဆူဒီကလုံပွဲစဉ်မှာဆိုရင်အိမ်ကွင်းဖြစ်တဲ့အတလီကိုမလီကျွန်တော်ဘော်ဒီရွေးချယ်ပေးခြင်းပါတယ်ခင်ဗျနောက်တစ်ဝက်ဖြစ်တဲ့ပေါ့နော်ဒါအိုလံပီယာကောနဲ့ PSU ပွဲစဉ်သွားမယ်နှစ်တင်းသလုံးကတော့တားတယ်ဆိုပေမဲ့ PSU ကပိုပြီးတော့တားတယ်အိုလံပီယာကောချန်ပီယံလိမှာချုံနေထားတယ်အများကြီးပဲ PSU နိုင်ပွဲရှိတာတယ်ဒါပေမဲ့ဗျာအိုလံပီယာကောအိမ်ကွင်းလေးကနေပြီးတော့ရှီတူဆိုရင်ပြားဆုံးချုံနေရတယ်ပဲရှီတူဆိုရင်ဒီအသေးပဲပေါက်ပြရတယ်ကိုပေါင်းစီ၃လုံးတဝက်စားသေးဗျာ ပြန်လဲရုံးကန်လာခဲ့မယ်ဆိုရင်နှစ်သိန်းလုံးကတော့ဒါပေးကုန်မရှိအောင်ဆော့သွားပြီးတော့ဝန်ဝန်လောက်လည်းပြီးဆုံးသွားမယ်လို့ခင်မိပါတယ်စစ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့ Olympia ကော့နေတာ BSU တို့ပွဲစဉ်မှာကျွန်တော်ကိုပေါအောက်ကိုဆက်လက်ရွေးချယ်ပေးကြပါတယ်ခင်ဗျနောက်ထပ်တပွဲဖြစ်တဲ့ပိုတိုကလင်းနဲ့မော်နိုကိုပွဲစဉ်သွားမယ်ဗျအင်ဝင်းဖြစ်တဲ့ပိုတိုဂလင်းကမော်နိုကိုရှစ်တူသွင်းပြသုံးရှုံးသေးရတဲ့ရှစ်တူသွင်းဒေသေးဖောက်ပစ်တာကနေဦးစီကိုပေါင်းသေးသုံးလုံးတဝက်ရှုံးသေးရန်သုံးလုံးဒေသေးပြတာစဉ်းစားပြချန်ပီယံလိမှာပိုတိုဂလင်းတို့ရှုံးပွဲမရှိသေးဘူးဗျအသေးကြီးပဲပေးကုန်များတယ်မော်နိုကိုနိုင်မိုးတွေရယူထားပြီးရှုံးပွဲလည်းရှိတယ် ဒဏ်ရာပြဿနာမှာဆိုမော်နိုကိုများတယ်ဘိုတိုကိုလည်းနည်းတယ်ထိတ်တဲ့သူ့မူရအောင်ကြည့်မယ်ဆိုရင်တော့နှစ်သိန်းလုံးကတော့ရှစ်တူလို့ပြောလို့ရတယ်ကျွန်တော်စိတ်ကြကိုရွေးချယ်ပြရရင်တော့ဒါအင်္ဂွင့်ဖြစ်တဲ့ဘိုတိုကလင်းဘော်ဒီလေးနဲ့ပဲအရေးဆွေးမီလိုက်ဆော့ကစားသိချင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါချန်ပီယံလိဥရောပပွဲစဉ်တွေမှာကျွန်တော်ရဲ့ရွေးချယ်ပေးထားတဲ့ပွဲစဉ်တွေကတော့စပားနဲ့ကိုပင်းပွဲစဉ်မှာတော့ကျွန်တော်ကိုယ့်အကူရွေးချယ်ပေးထားတာပါအတလီကိုမလစ်နဲ့စီတူကလင်းပွဲစဉ်မှာတော့အင်္ဂွင့်ဖြစ်တဲ့အတလီကိုမလစ်ဘော်ဒီရဲ့အိုလံပီယာကောနဲ့ PSU ပွဲစဉ်မှာတော့ကျွန်တော်ကိုယ့်အကူရွေးချယ်ပေးထားတာပါ ပိုတိုဂလင်းနဲ့မော်နိုကိုပွဲစဉ်မှာဆိုရင်တော့အင်ဝင်ဖြစ်တဲ့ပိုတိုဂလင်းပေါ့တွေကိုရွေ့ချယ်ပေးထားတာပါဒီပွဲစဉ်၄ပွဲတော့ညီကိုတို့အကြိုက်ချင်းတူမယ်ဆိုရင်တော့ဒါမောင်းပေါ်ဒီလိုက်ပြီးတွေ့ဆော့ကြပါခင်ဗျာနော်ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ